မတကယ်တော့သူဘာဆိုင်ကိုပြိုင်မှန်းတော့မှမသိဘူးပြန်လာတဲ့နေ့ညမှသွားပြောပြသူဘာဆိုင်ကိုပြိုင်ခဲ့ပေါ့နော်အဲဆိုအဲ့ဒါပြောပြတာပေါ့ဟုတ်ပြီတိုက်ခဲဆိုလဲတိုက်ခဲကားဆိုလဲကားငွေဆိုလဲငွေငါမဲလို့လို့အဲ့လိုမျိုးအယောင်း၂၀ဟိုအဲ့လိုမျိုးပါခဲ့တာဆိုတော့အရန်လဲပျော်တယ်လို့တော်တော်လေးလဲစိတ်လှုပ်ရှားတယ်အခုကော့ကိုပြန်ကြည့်ရောဟာမာဆိုမာဆိုလဲလေဟောအေးတက်သွားမှာလားတက်နေစီလားအဲ့ဒါဆိုလဲ ဟိုပါတဲ့လူကတော်တော်တော်တဲ့လူတော်တော်များများပါပါတယ်ပေါ့နော်အာဖွင့်နေဆုံးပြောရင်မအဲလိုဘယ်လိုဖြစ်ရလဲဆိုတော့ဒီပြိုင်ပွဲရှိရယ်ဆိုရဲဟာကို link လေးသူ့ကိုလှမ်းပို့လိုက်တာပေါ့နော်ဟိုနေချက်ပေါက်ကနေပြီးတော့သူကလည်းတွေ့ရတဲ့သူအဲ့ဒါပြိုင်လို့ရဲဆိုတော့အော်ဒီကောင်းတယ်ဆိုသွားလို့ပြိုင်ရယ်မအဝိစာပါဝိမလဲပေါ့เนาะအဲ့ဒါလေးပဲအမှန်တကယ်တော့သူပါစိုင်းပြိုင်မှန်းတော့မှမသိဘူး ပြန်လာတဲ့နေ့ညမှာသွားပြောပြဒီဘာဇန်းကိုပြိုင်ခဲ့ပေါ့နော်အဲဆိုအဲ့ဒါပြောပြတာပေါ့နောက်ဒါပေမဲ့အဲ့အချိန်မှာသူတို့ကရိုက်ကူးထားတာမျိုးမရှိတဲ့အခါကျတော့သူဘယ်လိုပြောဆောင်ခဲ့မှန်းလဲအမမသိဘူးအခွင့်လဲသုံးပြတာဒါပေမဲ့အမကတော့သူများကတော့အဲ့ပွဲရသူများကတော့အဲ့မစိုးဘူးလေကောင်းတယ်ဆိုတဲ့အခါကျတော့အော်ရေပါသွားရင်တော့ကောင်းမယ်ပေါ့နော်လုံးဝမမြော်မှန်းတာဘူးပါသွားလိမ့်မယ်လို့ပါသွားတော့ဘာလို့ဆိုအယောက်20ရွေးရဆိုတော့လေ ပါသွားဖို့ခက်ခဲတာကျွန်တော်လည်းဒီဒီစူပါစတားမှာပါမယ်လို့ကိုယ့်ကိုလည်းတကယ်မထင်ခဲ့ဘူးဟိုအပေါ်လိုမျိုးအပေါ်ပြောရတော့မဟုတ်ဘူးဘာလို့လဲဆိုတော့ကျွန်တော်ထက်အတွေ့အကြုံအများကြီးရှိတဲ့သူတွေကျွန်တော်တို့ကပို့ပြီးတော့ချောရတဲ့သူတွေကျွန်တော်တို့ကပို့ပြီး talent ရှိတဲ့သူတွေကလည်းလာပြိုင်တာဆိုတော့အဲ့အများကြီးတည်းရမှအဲ့လိုမျိုးအယောက်20ဟိုအဲ့လိုမျိုးပါခဲ့တာဆိုတော့အရန်လဲပျော်သလိုတော်တော်လေးလဲစိတ်လှုပ်ရှားတယ်အခုကိုယ့်အကူပြန်ကြည့်ပြီးတော့ဟာမာပြောဦးတော့မာဆိုလဲလေဟောဒီတက်သွားမှာလားတင်းလို့စီလားမာဆိုလဲ ဟိုပါတဲ့လူကတော်တော်တော်တဲ့လူတော်တော်များများပါပါတယ်ပေါ့နော်အဲ့လိုမျိုးပါတော့ဆိုတော့အဲ့လိုဟိုအတွေ့အကြုံရရှိတဲ့လူတွေရောဘာရောပါတဲ့ခါမှလေဟဲ့ပါမမလား तू ကမပါတော့ဘူး तू ကကြတော့ခလေးပဲဆိုတော့မပါတော့ဘူးအဲ့လိုပဲထင်တာဘာပြောပါသွားတော့လဲဝမ်းတာရပေါ့နော်အဲ့လိုမျိုးဘာပြောတစ်စက်မိတစ်စက်ပါလာတော့လဲပြောပါတယ်လူတွေတိတ်မရှိငါထားပေးတယ်တိုက်ခန်းဆိုလဲတိုက်ခန်းကားဆိုလဲကားငွေဆိုလဲငွေငါမဲလူတွေတိတ်မရှိအောင်ငါဖြည့်စီပေးခဲ့ လက်တီဖြစ်တယ်လို့လည်းပြောလို့ရတာเนาะရေစက်လို့လည်းပြောလို့ရတာဘာလို့လဲဆိုတော့ရှင်းမှာเนาะရှင်းမှာ show light glitter and beta အဲ့ဟိုကကျွန်တော်တွေးလိုက်မိတည်းရဲ့အော်လို့ငါလည်းအဲ့လိုမျိုး show light နဲ့ reality show လေးတစ်ခုလောက်ရိုက်ခွင့်ရရင်ကောင်းပါပဲဆိုရင်အဲ့တော့တကယ်အဲဘာလို့ show ကြည့်တော့ရလဲကျွန်တော် light ကြည့်ရင်လည်းအော်အရန်မိုက်တယ်လို့လုတ်လုတ်ပေးထားတာလေးပေါ့ကျွန်တော်လည်းတစ်ချိန်ကြာလို့ရှိရင်တော့ငါပေါပါမယ်လို့တော့စိတ်ကူးခဲ့ဘူးရေပေါ့နော်အဲ့ဒီစိတ်ကူးလေးဖြစ်သွားတဲ့အတွက်ကြောင့် အရန်ဝမ်းသာမိရယ်ပြီးတော့ကျွန်တော် audition တိုင်ခဲ့တဲ့ video file လေးပေါ့နော် click လေးရလဲကျွန်တော် TikTok မှာရော Facebook မှာရောဒါကျွန်တော်တက်တလောက်မတ်တလောက်ပေါ့နော်ကျွန်တော်ပြန်စူးစမ်းခဲ့ရလေးကအအတိမပြူရလေးတွေလည်းခံရတယ်ပြီးတော့အဲ့လိုမျိုးအကြံဉာဏ်ပေးရလေးတွေလည်းရှိရဆိုတော့ကျွန်တော်အရင်လဲဝမ်းသာရယ်အရေဆက်ပေါ့နော်ဒီလက်ဆော့ကပယ်ရနေကြတာလေငါမေးနေတယ်လေ ကမင်းနဲ့ဖြစ်တယ်။ညာမဘူးလေခင်မဘူး။မတချိန်လုံးဟွာဟွာဖြစ်နေတရားတရားဖြစ်နေတရားတရားဖြစ်နေတာအဲ့လိုမျိုးနေမကအမေကတော့အမတော့တုတ်တက်စီစင်တာပေါ့နော်။အဲ့ဒါဆိုအားနေချက်လို့ထင်တဲ့ဟာကိုသူများမထောက်ပြဘူး။သူကတော့ထောက်ပြတယ်ပြောပြတယ်။အဲအဲ့ဒါကြောင့်မလို့လည်းအပွင့်လင်းဆုံးပြောရအမနဲ့စတွေ့ရအဲ့လောက်ကြီးသူတင်းဆောင်မကောင်းဘူး။ အတပြေးပြေးနဲ့ဒါလေးကဒီလောက်လေးလုပ်ကြည့်ပါလားဒါလေးကဒီလောက်လုပ်ကြည့်ပါလားဆိုတဲ့အခါကျတော့ဘီကဝိုင်းပြောပြရလို့ရှိတဲ့အခါကျတော့သူတပြေးပြေးပို့ပြီးတော့ item ကိုကောင်းလာတယ်ပေါ့နော်ပြီးတော့တဘာဝပုံစံလာတယ်ပေါ့နော်ဟိုကိုသာမတက်တာပေါ့နော်မမတို့ကကျတော့ bar shooting နေမှာနင်းနာသမီးကြီးတွေလောက်တာကိုကြည့်ပြီးတဲ့အခါကျတော့အဲ့ဟာလေးမြင်ရတော့လေတဘာဝနဲ့အမိဆက်ဆုံးနေတဘာဝလိုပဲနေအဲတချို့အရာတွေကကို့မှာအားနေချက်ရှိရလို့လူကသိရဲ့ အဲ့ဒီဟာလေးကိုဖုံးချင်တဲ့ဟာမျိုးလေးရှိတယ်။အဲ့ဒီမျိုးလေးကိုဖုံးနေတဲ့လွလွလပ်လပ်တင်းဆောင်ကြည့်ဆိုတာအဲ့ဒါလေးတော့ပြောပြတာပေါ့နော်။ပြီးတော့အလှတွေပါရင်အရန်အာမကူနဲ့တဘာဝဆံအောင်ပဲစူးစားလို့ပဲဒီမှာတော့အဲ့လိုတိုက်တွန်းပြတာပေါ့။ဆုံးနေတဲ့တတိပေးမယ်။မင်းနဲ့အဲ့ဒီစီကဆိုတဲ့ကောင်နဲ့ထပ်တွေ့လို့အဓိကကခုနအမမေးသလိုပေါ့နော်။မင်းသားဆိုတာတဲ့ အဲကျွန်တော်ကတရုတ်ဆောင်တာဝါသနာပါတာဆိုတော့အဲမင်းသားမဖြစ်ချင်ဘူးလားလို့မင်းရင်တော့ဖြစ်ချင်တာပေါ့ဒါဘာလို့မဆိုမင်းရင်ဖြစ်ချင်တာပဲလေမဖြစ်ချင်ဘူးပြောရင်ဒါအပေါ်လုံးပြီးပြောနေတာဆိုတော့ ်ဖြစ်တော့ဖြစ်ချင်တယ်ဒါပေမဲ့ကျွန်တော်တကယ်ဝါသနာပါတာကြောင့်ကျွန်တော်တရုတ်ဆောင်ကျင်တယ်အဲကျွန်တော် passion ဖြစ်တဲ့ဒီအနုပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်လှုပ်ရှင်တာအများကြီးရှိရဲအဲ့ဒီဟာကိုအတွက်လဲကျွန်တော် talent တစ်ခုဖြစ်အောင် skill တစ်ခုရအောင်ကျွန်တော် KPG ချင်းစ조사ရတယ်တရုတ်ဆောင်ဆိုလို့ရှိရင်လဲကျွန်တော်ဖြက်လျှောက်ပွားနေပြီးတော့စားခဲ့တာပေါ့နော်ဒါကိုတွန်းတွန်း fighting throw ရဲ့အဲ့တင်ပြူကွင်းမှာကျွန်တော်ကအဲ့ဆရာဝန်လေးနေရာအဲ့လိုမပေါ့ဘူးမပေါ့ဘူးဆိုတာလဲသိရတယ်ဒါပေမဲ့လဲဖြက်လျှောက်အနေနဲ့ ။အဲ့ရုံးလေးကအခုကိုတိလိုက်တယ်။အော်ငါအဲ့ရုံးလေးကငါမပါမန်းတိနေအောင်ပါငါလုတ်ပြချင်တယ်ဆိုတော့ငါတစ်ချိန်ကျရင်ငါဖြစ်အောင်ငါပြည်ပြချင်းစူးစမ်းသွားမယ်။ငါလောနေလို့မရဘူး။ဒါပေမဲ့ငါအဲငါစိတ်ကူးရဲ့အရာကိုတော့ငါဘယ်တော့မှလက်လျှော့မှာမဟုတ်ဘူးဆိုရင်အတွင်းနဲ့ပဲဆိုတော့ပြပြချင်းလုပ်ပါမယ်။ တယောက်ဆောင်ပါတယောက်ဖြစ်နေတာပါခင်ဗျာအဓိကတော့ကျွန်တော်ကာရီတာဘောင်းဆောင်ကိုအကောင်းဆုံးကျွန်တော်ကိုယ်တိုင်ခန်းစားတတ်ဖို့ဟုတ်ဒါကျွန်တော်ရှေ့ဆက်ပြီးတော့လည်းအများကြီးစူးစမ်းသွားပါမယ်ဒီစူပါစတားဆိုတာလည်းကျွန်တော်ဘဝမှာဒါမှတ်တိုင်အကြီးမားဆုံးမှတ်တိုင်တွေကတခုဖြစ်ခဲ့တဲ့အတွက်ကြောင့်အဲကျွန်တော်ညီလေးမှာအရင်လဲဝမ်းသာတယ်အခုလိုမျိုးမြင်လိုက်ရတဲ့အချိန်မှာကျွန်တော်ရဲ့ဆန္ဒရည်ကတခုပြေဝသွားတယ်လို့လည်းခန်းစားရတယ် အဲ့အတွက်ကြောင့်ကျွန်တော်ရှင်းဆက်ပြီးအများကြီးစူးစမ်းသွားပါအောင်လေကျွန်တော်ရဲ့အဲတဖြည်းဖြည်းချင်းကျွန်တော်စူးစမ်းတာတွေကိုလည်းစိတ်မပြတ်အောင်ကျွန်တော်ရဲ့ကျွမ်းကျင်မှုကျွန်တော်ရဲ့ skill ကျွန်တော်ရဲ့ mindset တွေကိုဖြည်းဖြည်းချင်းပြင်ဆင်ပြီးတော့ကြောင်းလဲသွားပါမယ်လို့ကျွန်တော်ချစ်ပြီးကြောက်ပါအောင်လို့တောင်းဆိုချင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်